ငါမဟုတ်တော့ငါခီးတော့လူလင်တယောက်ဇေယတဆောင်ဝမှာတက်ပြီးအနာယူတယ်ညီးရောက်တဲ့အခါလူသေးလောင်းကိုထမ်းပြီးဘလူးတကောင်ဇေယဘော်ရောက်လာတယ်ခီးသေးကြီးအဲ့ကြောင်နေတာပေါ့ခဏနေတော့နောက်ဘလူးတကောင်ဝုန်းကနေပေါ်လာပြန် အလူးနှစ်ကောင်လူသေးလားကိုစားမလို့လူကြတယ်။သူ့ဟာငါ့ဆိုပြီးအငင်းကုန်ဖြစ်တယ်။ခီးသေးကြီးစီကအဆုံးဖြတ်ခံမယ်လို့အလူးနှစ်ကောင်သဘောတူကြတယ်။ခီးကြီးကြီးကဆုံးဖြတ်မပြီးရော။၎င်းကိုနိုင်ပြီးနောက်တကောင်ကမကြည့်နဲ့ပဲသူ့ကိုစားမှကြောက်တယ်။မဆုံးဖြတ်လို့ကလည်းမဖြစ်ဘူး။ အလူတွေကခိုင်းတာဖြစ်လို့ကြောက်ကြောက်နဲ့ပထမဘလူးသီးသားအလောင်းကောင်ကိုရတိုက်ကြောက်အမှန်တိုင်းဆုံးဖြတ်ပြီးလိုက်တယ်။နောက်ရောက်လာတဲ့ဘလူးကမကြည်မနှက်ဖြစ်ပြီးသူ့ကိုစားမလို့လှုပ်တော့တယ်။ခီးသေးကြီးရဲ့လက်တချောင်းကိုဆွဲဖြုတ်ပြီးစတင်စားတယ်။ပထမဘလူးကအမှန်တိုင်းဆုံးဖြတ်ပြီးတဲ့ခီးသေးကြီးကို ကျေးဇူးတင်တဲ့အတွက်ဖြတ်သွားတဲ့လက်နေရာမှာအလောင်းကောင်ကလက်ကိုတက်ပြေးတယ်။ဒုတိယဘလူးကနောက်လက်တစ်ဖက်တက်ဖြုတ်စားတယ်။ပထမဘလူးကအလောင်းကောင်ကလက်ကိုတက်တက်ပြေးတယ်။ဒီလိုနဲ့ဒုတိယဘလူးကအင်းကအစိပ်ပိုင်းတစ်ခုစီကိုဖြုတ်စားလိုက်။ပထမဘလူးကပြန်တက်ပြေးလိုက်နဲ့။နောက်ဆုံးမှာဒုတိယဘလူးအားလုံးစားလို့ကုန်သွားပြီမြဲ။ ခရီးသည်ကြီးရဲ့အင်္ဂါတစ်ခုမှချွေရမှုမရှိဘူးဘလူးနှကောင်းစရာပုံက ပြန်သွားတော့ခရီးသည်ကြီးသူ့ကိုယ်သူကြည့်တယ်သူတော့သူပဲဒါပေမဲ့သူမဟုတ်တော့တာကိုသွားတွေ့တယ်အာလုံးကအစာထူထားတဲ့သူဖြစ်နေတယ်။အုံမြင့်ရဲ့ဆုလူရဲ့ကိုသဘောပေါက်ကြမလားပဲ။ ကျွန်ုပ်တို့ဟာငါမဟုတ်တော့ငါတွေပါအချိန်တိုင်းအစာထိုးနေတာကိုသတိမထားတတ်ကြဘူးဆောဆောကငါနဲ့အခုငါကိုအတူတူထင်နေရတယ်မဟုတ်တော့ဘူးနော်အသစ်ဖြစ်တော့ငါဖြစ်နေဆောဆောကငါနဲ့အခုငါအတူတူမဟုတ်ဘူးဆောဆောကငါရဲ့အထောက်ပံ့ကြောင့်အသစ်ဖြစ်လာတဲ့ငါဖြစ်နေတာ အတူတူမဟုတ်ပေမဲ့ဆက်နွယ်မှုတော့ရှိနေတယ်။ဖျောင်းနိုင်မိတော်လေးတစ်ခုကမီးစာစာကလေးတစ်ခုကိုလောင်ပြီးတာနဲ့အပီးငိမ့်သွားပြီ။ဒါပေမဲ့နောက်မီးစာကိုဆက်လောင်ဖို့ပထမမီးတော်ကအချောင်းဆက်ပြီးရတယ်။ဒါကြောင့်မီးစာအဆက်မပြတ်လောင်ပြီ။မီးတော်အလျင်ဖြစ်ကျွန်ုပ်တို့မြင်နေကြရတာဖြစ်တယ်။ ဖျောင်းနိုင်တစ်တိုင်ကိုရှင်းကြည့်ပထမဖျောင်းနိုင်ရမိကိုဒုတိယဖျောင်းနိုင်မှာကုလဒုတိယဖျောင်းနိုင်ရမိဟာပထမဖျောင်းနိုင်မိမဟုတ်ဘူးဒုတိယဖျောင်းနိုင်ကမိစာကိုစွဲပြီးလောင်နေတဲ့မိအတ္တသာဖြစ်တယ်မိအတ္တဆိုပေမဲ့ပထမဖျောင်းနိုင်မိရဲ့အကြောင်းကြောင့်ဒုတိယဖျောင်းနိုင်မိစာ လောင်ကျွမ်းနိုင်တာဖြစ်တယ်။ဒါကြောင့်ပထမနဲ့ဒုတိယသည်မတူပေမဲ့အကြောင်းလည်းမကင်းကြပြန်ဘူး။ဒါကိုပဲတစ်ခုတည်းလည်းမဟုတ်။တီးချာလည်းမဟုတ်။အကြောင်းကြောင့်အကျိုးလို့ဘုရားဟောကြားခဲ့တာဖြစ်တယ်။ဖျောင်းနိုင်တဲ့တိုင်ကိုပူထားလိုက်ရင်မိတော့တစ်ခုဖြစ်ပဲရှိနေတယ်လို့မြင်ရတယ်။အမှန်တော့သူ့မိစာနဲ့သူ့ ြီးချတောက်လောင်နေတာဖြစ်တယ်။အမြဲလဲရှိနေတာမဟုတ်ဘူး။မိစားအမုံမာလေးတွေကိုလောင်လိုက်၊ကုံသွားလိုက်။နောက်မိစားလေးတွေကို လောင်လိုက်နဲ့အရှိန်လျင်မြန်နေလို့အမြဲရှိနေတဲ့မိတော့တစ်ခုဖြစ်စိတ်ကိုလှည့်စားသွားတာဖြစ်တယ်။ဝိပန်လာတာဆိုတဲ့ဟောက်ပြန်မာရင်သာမြင်မှုတွေပေါ့။ ဒီအခါကောင်းရင်ကိုကြည်လိုက်ရင်ကျယ်ရီကိုတွေ့တယ်။ဒီကျယ်ရီကကပိုင်းနဲ့မိုင်းတန်းချီပြီးဝေးကြတယ်။သူတို့ရဲ့အလင်းကဘာကိုရောက်ဖို့အတွေ့အများကြီးဖြတ်လာရမှာပဲ။ဒါဆိုရင်သူတို့ကိုကျွန်ုပ်တို့မြင်တာအလင်းသာဖြစ်လို့အဲ့ဒီအလင်းမျက်စိမှာတိခတ်ချိန်မှာငကိုမူလာကျယ်မဟုတ်နိုင်တော့ဘူး။နဲ့ချီပြီးကြခဲ့ပြီ။ အတိတ်ကကျယ်ကြီးဖြစ်နေပြီအောဘုကောင်းတဲ့သဘာဝပဲမိမိရှိကမြင်နေရတဲ့အရာကိုတွားကင်ကြည့်လိုက်မူလမြင်ရတဲ့အရာမဟုတ်ပြန်ဘူးထီးမိတဲ့အချိန်မှာအစ်စ်အစာထိုးလာတဲ့အစ်စ်ဖြစ်နေပြီဒါဆိုလောကဆိုတာအတုတွေနဲ့ကျင်နေနေကြတာပေါ့ အတ္တလောကဆိုတဲ့တရားတွေကိုကြည်အစစ်ကိုမတွေ့ဘူး။ဩဘာသာလောကဆိုတဲ့တရားတွေရဲ့ဖြစ်ရပုံကိုကြည်ရင်လေအတုတွေပဲ။သင်္ခါရလောကဆိုတဲ့ယုံနာနာလေအစစ်ဖြစ်တယ်။အစစ်ဆိုတာကကြာရှည်မခံဘူး။ဒီခေခဏကလေးရဲ့ဒါကိုမသိတော့အတုကိုအစစ်ထင်ပြီးအမျက်ရှိနေတယ်လို့ယူဆသွားတယ်။ အတူနဲ့အစစ်ဆိုတာကလည်းပွန်တွဲနေတတ်တာဖြစ်တယ်။အစစ်ကိုရှာရင်အတူထဲမှာလင်းနေတတ်တယ်။အချို့ကတပတ်သက်လွန်ပြီးသွားတာတွေ့ရတယ်။လောကကြီးမှာရှိနေတာပရမတ်သဘောတွေသာဖြစ်တယ်။လူ၊နတ်၊အိမ်၊ကျောင်းစတာတွေကရှိမဟုတ်ဘူးဆိုပြီးပရမတ်ဘက်ကိုလွန်ပြေးသွားတယ်။ ဒါလည်းအန္တရာယ်ပဲပညာပရမတိတိမတ်သူမြတ်မဆိုတာပညာပရမနှစ်ခုဆက်သူမြတ်ခေါ်တည်တာလို့ရှေ့ဆရာတော်ကြီးများရဲ့ဆွေရိုးလေးရှိတာမန်လောကထဲမှာနေစဉ်တော့ကပညာနဲ့ကျင်လေကြတယ်ပညာမှန်းတော့မသိဘူးတရားအထုတ်တည်ယူလာတဲ့အခါပရမတ်သဘောတွေ့လာတယ် အဲ့ဒီမှာအချင်းချင်းမမှန်မဲ့ပြဉ္ဉမရှိပရမတ္တရှိရဆိုပြီးပရမတ်ဖယ်လုံတော်တယ်ဉာဏ်ဆိုတာအပြားဖြင့်သိခြင်းအမျိုးမျိုးအစာစာကိုခွဲခြားသိခြင်းလို့ဆိုတယ်ဉာဏ်ကိုပြဉ္ဉမှာပိုင်းခြားသိပရမတ်ကိုလည်းသိတယ်ပရမတ်ကိုပရမမန်ပိုင်းခြားသိပြဉ္ဉကိုလည်းသိတယ် နှစ်ခုဆက်ကိုတီးမှညံလို့ခေါ်တာဗောဆရာတော်ကြီးများကပရမတ်ညံအမြင်တန်းလာရင်အဝီစီးလို့ဆိုရတယ်လောကမှာအမိမရှိအပါမရှိဆရာမရှိဤဆိုပြီးပညာတွေကိုပေးရင်မိဘကိုယူတည်ခြင်းဆရာကိုလေးစားရင်စရတဲ့လောကကြီးဝတီပြောက်ပြီးအပေရောက်နိုင်တယ် ရိုဒူပြညာနိုင်ငံမလွန်ဆန်းနိဗ္ဗာန်မရပါလို့ဆရာတော်ကြီးများမိန့်နေတယ်။ဘုရားအထုတ်တဲ့အခါအမိအဖလူနတ်အိကြောင်စသည်ပညာတွေပေါ်မှာစိတ်ကရောက်နေဝိပဿနာဉာဏ်မဖြစ်လို့နိဗ္ဗာန်နဲ့ဝီးပြန်နေ။အားကြောင့်မြှာပြီးတုံးတရရပါတယ်။ သူ့နေရာနဲ့သူလိုက်တင်300မှာဖြစ်တယ်ပညာဆိုတာသိအပ်တဲ့ညီရဓမ္မဖြစ်ဘုရားဟောတယ်ဒါကြောင့်ပညာကိုပယ်လို့မရမစွဲမိဘူးပဲလူတာပညာကိုပယ်တာဟာပရမတ်ကိုပယ်တာနဲ့အတူတူပဲဘာကြောင့်လဲဆိုတော့ပရမတ်ရှိလို့ပညာပေါ်လာဖြစ်တယ်ဒီနေရာမှာ အပေါင်းအစုသဘောလေးကိုပြောမယ်။ယုတ်ပရမတ်ဖြစ်တဲ့ပထဝီအာဘောဒေဇောဝါယောတခုချင်းစီကိုစူးစမ်းတဲ့အခါပြညတ်သဘောအဆိုင်ခဲပုံစံမတွေ့ရပဲသဘောတရားတသက်မြကိုပဲတွေ့တယ်။ဒီတော့ပရမတ်လွန်တော့တာပဲ။ပထဝီစသည်ဓာတ်တခုချင်းစီမှာတတမရှိဘူး။ဒါပေမဲ့ အဲ့ဒီဓာတ်တွေကတခုချင်းစီလျက်ရည်တည်နေလားမရှိဘူးအ ਨੇ ဆုံးမဟာဘုတ်၄ပါးနဲ့ဥပါဒာယုတ်၄ပါးပေါင်းစည်းပြီးရည်တည်ရတယ်ပထဝီတသက်အာဘောတသက်ဒီဇောတသက်ဝါယောတသက်ဖြစ်ခွင့်မရှိဘူးပေါင်းစုပြီးမှဖြစ်ရတယ်ပေါင်းစုတယ်ဆိုတာမှလည်းနှမျိုးရှိကြောင်းဆရာကြီးဥရှိအောင်ရဲ့စာအုပ်မှာတွေ့ရတယ် ။တန်ယောဂတမ္ပဏနဲ့သမဝါယမတမ္ပဏလို့ဆိုတယ်။တန်ယောဂတမ္ပဏဆိုတာအစုပုံသဘောရောနှောခြင်းမျိုးပါ။ဥမာအိဆောက်ဖို့အတွက်တိဒါအိုးအဲဟမ်စသည်ရူကိုစုပုံထားရင်အပုံကြီးဖြစ်ပြီးရောနေတယ်။အဲ့လိုယောနှောခြင်းက အကျိုးတစ်ခုကိုပြီးပြင်းစွာဖြစ်မလာသေးပါဘူး။ အဲ့အစုပုံကြီးကိုအိမ်လို့မတတ်မှတ်ဘူးသမဝါယမတမနာဆိုတာတိသားကတိသားတာဝန်တန်ကတန်တာဝန်ဥက္ကဥတာဝန်ပဲကပဲတာဝန်စသည်အညီအညွတ်ရောနှောခြင်းဖြစ်တယ်သူ့နေရာနဲ့သူပါဝင်အောင်လက်သမားပြန်ဆရာကရောနှောထားလိုက်တဲ့ကအိမ်ဆိုတဲ့ပုံပေါ်လာတယ် ငကိုအစုဘုံလုံးကလည်းတသာအိုတဲ့တန်လို့ပဲမဟုတ်လားအခုအိမ်မှာလည်းဒီပစ္စည်းတွေပဲမဟုတ်လားအုတ်တချက်စင်းစီမှာအိမ်ဘုံပေါ်သလားတသာမှာအိမ်ဘုံပေါ်သလားတန်မှာကောအိမ်ဘုံပေါ်သလားတဲမှာကောအိမ်ဘုံပေါ်သလားအခုကြီးစီမှာအိမ်မုံမရှိဘူးအဲဒီပစ္စည်းတွေရော မဝါယမတမ္ပဏနီးနဲ့အင်ဂျင်နီယာကပေါင်းဆက်လိုက်တော့အိမ်ဖြစ်လာတယ်။ဒါကြောင့်အိမ်ငိုပေးရင်အုတ်တဲစသည်တို့ကပေရာရောက်သွားတယ်။မီလီနာမီနီယာရှိနာဂဒိန်ကိုမေးတယ်။စပင်ယာနာဂဒိန်လား။လက်ဟာနာဂဒိန်လား။ခြေရောက်ကနာဂဒိန်လား။ စသည်အင်းကအစိပ်ပိုင်းတစ်ခုချင်းစီကိုနာဂသိလားဆိုတော့မဟုတ်ဘူးလို့ကြီးပဲရှင်နာဂသိညဖြစ်ပါတယ်။ဒါဆိုနာဂသိဆိုတာမရှိဘူးလားဆိုတော့အရင်ကို ပြန်ပြေးတယ်။မင်းကြီးအခုပါနဲ့လာတယ်လေ။ယထာနဲ့ပါ။ဝီယိုးကယထာလားမဟုတ်ပါ။ဘီးဟာယထာလားမဟုတ်ပါ။ ကိုယ်ရေရယထာလာမဟုတ်ပါဒါဆိုယထာမရှိဘူးလားမင်းကြီးရှိပါတယ်ဒီသဘောပါပဲဝင်ယောဘီအိစသည်မှာယထာမရှိပြီပဲအာလုအညီအညွတ်ပေါင်းစုသွားတဲ့ကယထာလို့ပေါ်ပညာချီရောက်ရပါတယ်ပရမတ်လည်းဒီသဘောပဲအခုချင်းစီမှာလူနတ် အိမ်ကြောင်းမရှိပေမဲ့ပေါင်းစုပေါ်တတ်တဲ့ပရမတ်တဘာဝရလူနဲ့အဖြစ်ကိုသတ်မှတ်ခြင်းရောက်တယ်တရားစတဲ့အထုံးမေယောဂီတွေအတွက်ဒိဋ္ဌိဝိတုဒ္ဓိပစ္စည်းကိုဒီလိုပိုင်းခြားသိထားရပါတယ်ဒါမှအထုတ်တဲ့အခါတန်လျာကင်းကြီးအမြင်ရှင်းရှင်းနဲ့အထုတ်လို့ရတာပါ အညာနဲ့ပရမပတ်စံတည်းလိုပါပဲဘယ်နှစ်ဖက်ပြည်စုံမှာမှပိုက်ဆံဆိုတာဖြစ်လာပြီးအတုံးချလို့ရတယ်တစ်ဖက်ကပြောင်းချောကြီးဆိုရင်စက်ကူလို့ပဲတတ်မှတ်တယ်ပတ်စံဖြစ်ဘသူမှအတိမတ်မပြုဒါကြောင့်တရားအထုတ်တဲ့အခါပရမတ်ကိုအသုံးပြုတာမန်နေစီမှာပြည့်ညက်ကိုအသုံးပြု ီလိုမျှတအသုံးပြုတိုင်အစွဲရောတာပေါ့ပညာကပရမတ်လိုတသားမရဘူးဝိပဿနာရှိရကတသားအစစ်ကိုရှိရတာဖြစ်လို့ပရမတ်ကိုအသုံးပြုတယ်ဒါကိုပဲပညာကိုခွာ၍ပရမတ်ဤသဘောကိုရှုတာဝိပဿနာလို့အဓိပ္ပာယ်ဖွင့်တာဖြစ်တယ်ဉာဏ်သည် အရေးဖြစ်၍စုပ်ကိုင်လို့မရသလို့ ပရမအပင်နဲ့ခင်အရင်မထွက်ပဲလည်းမနေဘူးအပင်နဲ့ရိတ်တွဲနေတယ်အပင်ကအပင်အရေးကအရေးလို့သိဖို့ကလိုရင်းပဲတကူတကအကြောင်းလာပြီပညာရိတ်ကိုပယ်နေရမလို့ပါဘူးအတုဆိုတာပယ်လို့ရတဲ့ຢာမမဟုတ်တာကျွန်ုပ်တို့ခྱི་သွားရင်လေငါမဟုတ်တော့ငါဖြစ်နေတာဟုတ် ပိုင်ပိုင်ချာချာပိုင်ပိုင်နိုင်နိုင်ပြီးရင်ခန္ဓာကိုယ်ဘေးလူနေနဲ့ကြည်နိုင်ပါပြီအစစ်မဟုတ်တော့အတူဖြစ်သည်လို့သိတဲ့အတွက်ဆွဲလန်းမှုတွေပါလျာလာမှာပါဘလူအစာမခံနေရင်တော့အစာတွေကခန္ဓာဆိုရဲဇရပေါ့မတဲကြနေပေါ့အစဉ်ပညာတည်ပြီး ब्रह्मा